ကျွန်တော်ကအခု think ဆိုတဲ့အင်္ဂလိပ်စကားလုံးလေးအကြောင်းကိုပြောပြမှာဖြစ်ပါတယ်အဲ့တော့ think ဆိုတာကဗမာလိုပြောရင်ထင်တယ်တွေးတယ်စဉ်းစားတယ်ပေါ့နော်အဲ့တော့ထင်တာနဲ့တွေးတာနဲ့ကတကယ်တမ်းတူတယ်လို့နဲ့မတူဘူးပေါ့နော်ဗမာလိုမှာမတူအင်္ဂလိပ်လိုမှာတော့ think တစ်လုံးပဲသုံးတယ်အဲ့တော့ဥပမာ what do you think ဆိုရင်မင်းဘယ်လိုထင်တယ်လဲကျွန်တော်တို့ဗမာကမင်းဘယ်လိုထင်တယ်လဲလို့ ပြောလေးရှိတယ်ဗောနော်အင်္ဂလိပ်ကတော့ how do you think လို့အဲတခါတရံမှာပြောလေးရှိပြောတတ်ပေမဲ့သူကအသုံးနည်းတယ်အများဖြစ်တော့ what do you think မင်းဘယ်လိုထင်လဲမင်းဘာထင်တယ်လဲဒီလိုပြောလေးရှိတယ်ဗောနော် what are you thinking ဆိုတော့မင်းဘာတွေတွေးနေတာလဲမင်းဘာတွေစဉ်းစားနေတာလဲအဲ့တော့အတိတ်ပဲမတူတဲ့အခါမှာသုံးပုံချင်းလည်းမတူတော့ဘူးဗောနော်ထင်တယ်ဆိုရင်ထင်းနေတယ်ဆိုတာမျိုးကျွန်တော်တို့အရင်ကြီးပုံစံနဲ့ပြောလို့မရှိဘူး တော့တွေးနေတယ်စဉ်းစားနေတယ်မှာတော့ thinking ing ပုံစံနဲ့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ပြန်ဖြေတဲ့အခါမှာကျတော့ i am thinking about ဟာငါ तू မရဲ့အကြောင်း တွေးနေတယ်ဒါတွေးနေတယ်ပေါ့နော်နောက်တစ်ခုက i think she is a genius तू မပါမရှင်တရားလို့ငါထင်တယ်ပေါ့အဲ့တော့ထင်နေတယ်လို့မရှိဘူးဒါပေမဲ့တွေးနေတယ်ပဲရှိနေပေါ့နော် ဒါလေးသတိပြုမိဖို့ပါနောက်တစ်ခုကကျွန်တော်တို့ပြောလေးရှိတာလေးရှိတယ်တစုံတစ်ယောက်နဲ့ချိန်ထားတယ်သူနောက်ကျနေတယ်သူ မလာတော့ဘူးလို့ထင်ရင် I think he is not coming သူမလာတော့ဘူးလို့ငါထင်တယ်ပေါ့ဒါပေမဲ့ကိုထင်တာမှားပါတယ်သူကရောက်လာတဲ့အခါကျတော့ဘယ်လိုပြောမလဲဆိုတော့ I thought you were not coming မလာဘူးလို့ငါထင်ထားတာအဲ့တော့ဒီမှာကျတော့ သူကရောက်လာပြီဖြစ်တဲ့အတွက်ကိုကကိုထင်တာမှားသွားပြီမှားသွားတဲ့ခါကျတော့ကိုထင်ခဲ့တာအတိတ်ကာလကိုရောက်သွားပြီဖြစ်တဲ့အတွက် i thought ပေါ့နော် past tense အနေနဲ့သုံးပါတယ်။နောက် past tense ကပုံမှန်ချက်လည်းပို့ပြီးယဉ်ကျေးအောင်ပြောတာလည်းရှိပါတယ်။ဒါအောင်မှပို့ပြီးယဉ်ကျေးအောင်ပြောခြင်းသေးတယ်ဆိုလို့ရှိရင်တော့ i thought you couldn't make it မင်းမလာနိုင်တော့ဘူးမင်းမလုံနိုင်တော့ဘူးလို့ငါထင်ထားခဲ့တာပေါ့။ဒါပေမဲ့ကိုတော့သူလုံနိုင်တယ်ပေါ့နော်။ အဲ့တော့ဒါ tense ကိုပြောင်းပြီးတော့ think တဲ့စာရင် thought လို့သုံးတာပို့ပြီးယဉ်ကျေးတယ်လို့ဆိုတော့ဥပမာလေးပေါ့နောက် think နဲ့ပတ်သက်ပြီးအဲတွဲသုံးတဲ့အသုံးလေးတွေရှိတယ်တွဲသုံးတဲ့အခါကျတော့ဥမာ think ahead before spending your savings ဆိုရင်မင်းရဲ့စုဆောင်ငွေတွေကိုသုံးမဖြစ်ခင်မှာတခြားစဉ်းစားပါရှေ့ကိုကြိုပြီးစဉ်းစားတာ think ahead ပေါ့နောက်တစ်ခုက think out loud ဒါမှမဟုတ်လဲ think aloud လို့လည်းပြောရပါတော့เนาะအဲ့ဒါကတော့ကျွန်တော်တို့အတန် trap ပြီးတော့ စာသင်ခန်းတွေပါလေမှာစဉ်းစားတာပေါ့နော်တိုင်ပင်ပြီးတော့တန်ထွက်ပြီးစဉ်းစားမယ်နောက်တစ်ခုက overthinking overthinking တအားတွေးလွန်းနေဟိုလက်ဟိုလောက်ဆရာရှိအောင်မလုပ်ပဲအတွေးများနေတယ်ပေါ့အဲ့ဒါဆိုရင် you are overthinking မြင်အရင်အတွေးတွေများနေတယ်တွေးလွန်နေတယ်ဘယ်လိုလဲပြောပါမယ်နောက်တစ်ခုကပြန်ပြီးတွေးပါအောင်ပြန်စဉ်းစားပါအောင်ဆိုရင် think it over ပေါ့အဲ့တော့သူကကျတော့ဟိုတိတိကျကျပြန်ပြီးစဉ်းစားဖို့အတွက်အကြံပေးတာမျိုးပေါ့နော် ဲ့လိုမဟုတ်ဖ ೇನೆ think again လို့ပြောမယ်ဆိုတော့ तू ကနည်းနည်းမင်းအဲ့ဒါဆိုရင်တော့နှစ်ခါပြန်စဉ်းစားလိုက်哦တဘောကတော့ဒီ think again ကတော့ think it over တဲ့မတူတာကတော့နည်းနည်းပို့ပြီးတော့စိတ်ဆိုးသွားတဲ့သဘောမျိုးမှရှိတာပေါ့နော်စိတ်ဆိုးသွားတဲ့အခါမှာပြောလို့ရှိတယ်မင်းကအာလူလေချလို့ရမယ်ထင်နေတော့မင်း think again ပေါ့နော်မင်းပြန်ပြေးလိုက်ဘူးအဲဒီလိုမျိုးစိတ်ဆိုးပြီးပြောတဲ့စကားလုံးမျိုးဟိုတော့ပါ ။တော့နောက်ထပ်ကျွန်တော်တို့ think နဲ့တွဲပြီးသုံးတဲ့စကားလုံးလေးတွေရှိတယ်ပေါ့နော်။အဲ့တော့ free thinker ဒါအားလုံးလည်းသိပါတယ်။ free thinker ဆိုတာဒီဟိုဘာသာတရားတစ်ခုကိုနင့်မြုပ်ပြီးကိုးကွယ်ထားမျိုးမဟုတ်ခင်ねသူသူလွတ်လပ်စွာတွေးခေါ်ရဲပေါ့နော်။အဲ့တော့ကျွန်တော်တို့ကဘာသာမဲ့လို့လည်းပြောတာတော့ free thinker လို့ပြောကြတယ်ပေါ့။နောက်တစ်ခုကတော့ think tank ဆိုတဲ့အသုံးလုံးပေါ့။ဒါကတော့တွေ့ရခဲတယ်။သူကတော့တကယ်တရင် ဆောင်းပါးတွေဘာတွေလိုနေရာမျိုးတွေမှာပဲတွေ့လေးရှိတယ်ပေါ့နော်သူက think tank ဆိုတာကတော့ကျွမ်းကျင်သူတွေဖွဲ့စည်းထားတဲ့ group ပေါ့အဲ့တော့နိုင်ငံရေးမှာပဲဖြစ်ဖြစ်စီးပွားရေးနဲ့ပဲဖြစ်ဖြစ်တဘာဝပတ်မွေထိန်းသိမ်းအဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးကျွမ်းကျင်တဲ့ expert တွေစုစည်းထားတဲ့ group ကို think tank လို့ခေါ်တယ်ပေါ့နော်ပုံမှန်အဖြစ်တော့သူတို့ကအစိုးရအဖွဲ့အစည်းမဟုတ်ဘဲနဲ့အပြင်ကပညာရှင်အဖွဲ့အစည်းပေါ့အဲ့တော့ဒါဒီ video မှာ think နဲ့ပတ်သက်တဲ့ ဆက်ဆက်ရအောင်ကောင်းလို့ရအောင်လေးတွေကိုကျွန်တော်တွေ့ပြီးတင်ပြခဲ့တာဖြစ်ပါတယ်အားလုံးတွေအသုံးဝင်လိမ့်မယ်လို့လည်းညွှန်လင်းပါတယ်